မေဒူဆာရဲ့တမိုင်ကြောင်ရှေးခါကဂရီတမိုင်ကြောင်မှာမေဒူဆာဆိုတဲ့မျိုးသမီးတူရှိခဲ့ပါတယ်။သူမဟာအရင်ကမှလှပပြီးတော့နောက်ပိုင်းမှာတော့ကြောက်ရွံ့ပွေရတရဝဖြစ်ကိုမှလူရည်ရဲ့ကြောက်ရွံ့ခြင်းကိုခံခဲ့ရပါတယ်။မေဒူဆာကတော့ဉာဏ်ပညာနဲ့ဖျားမလို့လူသိညာတဲ့နဖျား အဒီနာရဲ့ဖခင်အကြောင်းမှာဘာသာတရားတစ်ခုရဲ့မျိုးသမီးတူဖြစ်နေခဲ့တာပါ။သူမရဲ့လှပရဲ့မျိုးလုံးတွေနဲ့စပယ်နေကြောင်းလူတိုင်းရဲ့ချီးကျူးခြင်းကိုခံခဲ့ရတဲ့မိန်းကလေးတူဦးဆိုရင်လည်းမမှာပါဘူး။ဒါပေမဲ့လို့သူမရဲ့ဘဝမှာဖြက်စီးမှုကြီးတစ်ခုကပေါ်လာခဲ့ပါရင်တချို့သောသမိုင်းကြောင်းတွေညာကတော့ပင်လယ်နဲ့ဖခင်ပူဆိုင်တက်ကအဒီနာရဲ့ဖခင်ကြောင်းတဲ့အတွင်းမှာမေဒူဆာကိုအတင်းအဓမ္မကိုပြုကျင့်ခဲ့ပါရင်ဒါကြောင့်မလို့နဲ့ဖခင်မအဒီနာဟာသူမရဲ့ဖခင်ကြောင်းအတွင်းမှာမပွင့်မရပြုကျင့်နေဆိုပြီးတော့မေဒူဆာကိုအပြစ်ပေးခဲ့ပါရင်မေဒူဆာရဲ့လှပတဲ့စပယ်နေကိုမွေဖြစ်ကိုမှပြောင်းလဲလိုက်ပါရင် သူမရဲ့မျိုးလုံးလေးကိုလည်းကြည်မိတဲ့သူတိုင်းဟာလည်းကြာရွတ်ဖြစ်သွားစေခဲ့ပါရဲ့။အဲဒီလိုမျိုးကျင်းစာတစ်မျိုးနဲ့ကိုမှအပြစ်ပေးခြင်းကိုခံခဲ့ရပါရဲ့။မယ်လီဆာကတော့ဂျွန်နီချိုပေါ်ကိုပြင်းထန်တဲ့ကိုပေးခံလိုက်ရပြီးတော့ဒနိုင်းလာတရဝဖြစ်ကိုမှတပွားလုံးကိုနေထိုင်ခဲ့ရပါရဲ့။ တခုချင်းထိပုံမှာလူတချို့ဟာလည်းမေဒူဆာကိုမကောင်းတဲ့အမှုတစ်ခုကြောင့်အပြစ်ပေးခံရတဲ့မိန်းကလေးတူဆိုပြီးတော့မုန်တီနေကြဆင်းလေဖြစ်ပါတယ်။နောက်ဆုံးမှာတော့သူမဟာသူရဲ့ကောင်းပယ်စီရဲ့ရဲ့လက်ထဲမှာပဲဆုံးရှုံးခဲ့ရပါတယ်။မေဒူဆာဟာတည်ပြီးသွားတဲ့နောက်မှာတော့မှသူမရဲ့ချိန်စာဟာပျောက်ကွယ်သွားခြင်းမရှိပါဘူး။အဲဒါကြောင့်မို့လို့သူမရဲ့ဦးကောင်းကိုအတီနာရဲ့လက်နက်မှာကိုတက်ဆင်ပြီးတော့ရန်သူတွေကိုတိုက်ခိုက်တဲ့နေရာမှာအသုံးပြုတယ်လို့တပိုင်းကြောင်းတွေကဖော်ပြထားပါတယ်။မေဒူဆာရဲ့ဇလန်းဟာတာမန်မင်းငယ်ဇလန်းတွေနဲ့မတူဘဲနဲ့လှပမှုဝန်းနေမှုကြွေးကြော်မှုနဲ့အလွယ်တုံးစားလောက်ခံရမှုကိုပြသပြီးတော့ယနေ့ချိန်ထိကိုမှစိတ်ဝင်စားဖို့ရန်ဇလန်းတစ်ခုကိုဖြစ်နေစေ ်လည်းဖြစ်ပါတယ်။မင်းစီတို့ကရောဘယ်လိုထင်မြင်တယ်လဲကွန်မန့်လေးမှာဆွေးနွေးပြခဲ့ကြပါအောင်။အားလုံးကိုကျေးဇူးတင်ပါတယ်။